ရီးမီးယားလိပွဲစဉ်73ဝက်ဆန်နဲ့လီဗာပူး Welcome to my party. We're just getting started. A life is a dream or a nightmare scarring. မင်္ဂလာပါဗျ။ Cocaine Star Football Show နဲ့ကြိုဆိုပါရစေ။ကျွန်တော်ကိုခက်မှာ Super Sunday ရဲ့ည7:35မှာရှင်ပြိုင်ကစားမယ်။ Watson Liverpool ပွဲကြိုသွင်းတဲ့ချက်ကိုလုပ်သွားကြပါမယ်။ Key points တွေကျွန်တော်ဆွေးနွေးကြည့်အောင်။ Watson နဲ့ Liverpool ကအခုချိန်မှာ opposite ဗျ။ Liverpool ပြည်သက်တွေအနေနဲ့တော့တော်လေးခံပြင်းကျင်စရာကောင်းတဲ့လက်ရှိအခြေအနေဖြစ်ပါတယ်။ ဝက်ဆန်ဒီညူနိုဆန်တိုနဲ့နောက်ဆုံးသုံးပွဲမှာလုံးဝရှုံးပွဲမကြုံတွေ့ထားပါဘူး။နှစ်ပွဲနိုင်ပြီးတော့တပွဲတည်ကြတာတယ်။ဘလောက်ကောင်းတဲ့ current form လဲ။ဒါကျွန်တော်6ပွဲတွေပါရင်မပြောတော့ဘူးဗျာ။နော်ညူနိုဆန်တိုလက်ထက်တက်လာတဲ့အခြေအနေပဲပြောပြမယ်။တစ်ဖက်က Liverpool အခုနောက်ဆုံးသုံးပွဲမှာသုံးပွဲလုံးရှုံးထားတယ်။တစ်ဖက်ကရှုံးပွဲလုံးဝမရှိထားတဲ့အသင်း။တစ်ဖက်ကနိုင်ပွဲလုံးဝမရှိထားတဲ့အသင်း။ဒါက Liverpool လားဗျာ။ကျွန်တော်တို့သိတဲ့ Liverpool ဆိုတာအဲ့လိုမဟုတ်ဘူး။အရန်ကိုလေးသားကြီးအကောင်းတဲ့အသင်း။ ဘာလူခေါ်မှုမှမလုပ်ဘဲနဲ့ရှိတဲ့ frame လေးအတိုင်းရာဒီဂုံထိတတရရရှေ့ဆက်ပြီးတော့ Premier League ဖလားကိုရောက်ခဲ့တဲ့လက်ရှိ Champion အသင်း Liverpool ပြည်သက်တွေကတော့ဘလို့ဖြစ်နေမလဲမသိဘူးကျွန်တော်တော်မှလုံးဝမခံနိုင်ဘူးဒါကြီးကလက်ခံခြင်းစရာလည်းမရှိဘူး Liverpool လက်ရှိကျသွားတဲ့ပုံရအိမ်မစိုးကြီးမနေတဖွဲ့ပဲဆိုတော့ Liverpool ကျလို့မူကြိုးမြချိုးတော့ကျွန်တော်ကမလုပ်စီချင်ဘူးအသင်းရအသင်းပဲဗျ Premier League ပွဲစဉ်73ရှိသေးတယ် နောက်ကံမဲ့ပွဲတွေကအများကြီးပါဒါပရီးမီးယားလိပွဲစဉ်73ဆိုရင်3ကြိုးတချိုးတောင်မကြိုးသေးဘူးအလီဗာပူးလက်ရှိဆိုးရွားနေတဲ့အခြေအနေတွေကိုနားလည်လက်ခံရမယ်ဆိုပေမဲ့တစ်ချိန်ချင်းသူပြန်လာနိုင်တယ်ဆိုတာကိုလည်းထက်ထွက်ထားလိမ့်မယ်ပွင့်လင်းပြောတာပါကျွန်တော်အခုနောက်ဆုံးပွဲစဉ်ဒီမှာလီဗာပူးကပဲတောက်လျှောက်ရွေးတာရွေးတယ်ဆိုတာကလည်းဘတ်မကန်ရဲဘူးဗျဘတ်ကန်လို့လည်းမရအောင်အသင်းတွေကတခါကျရင်ရှုံးမွေးဆက်နေရင်လည်းတပွဲတလေထဖောက်ဖို့ဆိုတာအသင်းငယ်တွေထက် ရာခိုင်နှုန်းများတယ်အခု PSG ကို4-1နဲ့သာရှုံးသွားတာဗျာအဲ့ပွဲမတိုင်ခင်တော့ Liverpool ကနာတာလीကြားနာလीဟိုကြားနာတော့ယုံနာမဟုတ်ဘူးကြောင်နာတော့ယုံနာတော့မဟုတ်ဘူးကြားနာကြားကြီးနာတာကြားနာအောင်နှစ်ဖူးဖို့ခေါင်းဖို့သွားလို့လို့ဝေါင်းနဲ့ထားဟတ်လိုက်ရင်နာကမှာလीအဲ့တော့ငါတို့က PSG ကိုကဘာညာဆိုပြီးတကယ်သွားမလို့ရဲဘူးအဲ့ပွဲစဉ်ကရှုံးတယ်ရှုံးတယ်ရှုံးတာတပိုင်းရှုံးရင်ရှုံးမလို့စီဒီပွဲစဉ်ကလည်းထွန်နီးတူပဲဖြစ်မှာသဘောကျခြင်းစရာကောင်းတာ first stage ကြည့်ပြီး ဝတ်ဆန်းသဘောကျခြင်းစရာကောင်းတာပေါ့ဗျာကျွန်တော်ရည်လဲပရိသတ်ကိုပျော်ရွှင်မှုပေးတဲ့ပွဲတွေပဲရွေးပေးခြင်းတာပေါ့တိုးတော့အချိုးချောင်းအကုန်လုံးလိုက်လေလာပြီးတော့ဖြစ်တင်တာလေးတွေရွေးပေးတာပေါ့လေဒီခါလေးကျရင်လဲကံအားမလျော်သွားရှုံးတဲ့ပွဲတွေများသွားတာလဲရှိပါတယ်အဲ့တော့ကြောင့်လဲတကယ်အားနာရပါတယ်ထားပါအဲ့ပြောခြင်းတာညူနိုဆန်တို ဖြစ်တယ်ရှောင်းတိုင်းစတက်ကိုပို့ပြီးတော့တောင်တင်းအောင်အသင်းကိုတီဆောက်တတ်တဲ့နီးပြမျိုးအိမ်ကွင်းမှာ လီဗာပူးကိုတူတူတနဲ့အကောင်းဆုံးဒုက္ခပေးနိုင်တယ်။အဲ့ဒီအချက်လက်တွေကြောင့်အမတ်တမဲစဉ်းစားမယ်ဆိုရင်ဝက်ဆန်အသင်းကလုံးဝကြိုက်ချင်စရာရှိတယ်။ဒါပေမဲ့ကြားနာလီဗာပူးအနေနဲ့တပွဲတလီလောက်ထပြီးဝေါင်းကနေလှုပ်လိုက်ရင်လေဝက်ဆန်အားပေးမဲ့ပြိဿကကြောင်ပြောက်သွားနိုင်တယ်။ကြော့ရွေးချယ်ရတာလည်းလေးခက်တယ်ပေါ့နော်။လီဗာပူးဒီမပေါက်ကွဲသေးတဲ့ဘုံဟောင်းတလုံးလိုဖြစ်နေတယ်။အကြောပေးမှုတွေဂိင်းကနေအချက်လက်တွေကိုကျွန်တော်သေချာ စမ်းစစ်ပြီးမှအတင်ရွေးချယ်အောင်โอเคအဲ့တော့အင်္ဂလိပ်အချက်လက်တွေကိုကျွန်တော်ဆက်လက်စမ်းစစ်ကြည့်ပါမယ်ဟတ်တူကထိတိုက်တွေ့ဆုံမှုတွေမှာဝက်ဆန်ဒီတစ်ချိန်တစ်ခါမှလီဗာပူးကိုမနိုင်ထားဘူးလီဗာပူးက၅ချိန်တော့နိုင်ထားတယ်တစ်ချိန်တည်းကြာထားတယ်ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက၂ချိန်လုံးလီဗာပူးနိုင်ထားတယ်လို့အဲ့ဒီတရာတီကျော်ကတော့ဝက်ဆန်ကသူ့ရဲ့အိမ်ခွေးမှာလီဗာပူးကိုတူးတူးတည်ကစားထားတဲ့အစင်လာလေးတော့ရှိတယ်လီဗာပူးကဝက်ဆန်ကိုနိုင်လိုက်ရင်လေဂိုးပြတ်တွေတော့နိုင်ပါတယ် ဟတ်တူဟတ်ထိတိုက်တွေ့ဆုံမှုအစဉ်လာတွေရာလီဗာပူးသည်ဝက်ဆန်ကိုအသာစီရနေပါတယ်နောက်တစ်တပိုင်းဝက်ဆန်တင်းရဲ့အခုနောက်ဆုံးကစားတဲ့6ပွဲရလက်ညိုနိုဆန်တို့လက်တက်မှာတော်တော်လေးတက်လာတယ်သူတို့နိုင်ခဲ့တဲ့နှစ်ပွဲမှာဆိုရင်နယူကက်ဆယ်လို့အသင်းမျိုးပါတယ်နော်နယူကက်ဆယ်ဒီအသင်းတို့အများနဲ့လို့လို့ဒုက္ခပေးနေကြအသင်းတင်းအဲ့လိုအသင်းမျိုးတော့မှအိမ်ကွေးမှာ3-1နဲ့နိုင်ထားတယ်ပြီးတော့ဘန်လီကို3-2နဲ့နိုင်ထားတယ်ဂိုးတွေတော့ပြန်ပေးရလေရှိတယ်အဆုံးတည်ကြတဲ့ပွဲက ဘုံမောက်ကိုတူးတူးတည်ကြတဲ့ပွဲအဲ့ဒါကြောင့်6ပွဲပါ냐ကိုဘေးဖယ်ပြီး3ပွဲကိုပဲပိုက်စိတ်တိုက်လိုက်မယ်ဆိုရင်ဒီ3ပွဲမှာပစန်းဒီဂိုးတွေကိုပွဲတိုင်းပေးထားရတယ်လီဗာပူးရဲ့နောက်ဆုံး3ပွဲဆက်အရှုံးလီဗာပူးကခံစစ်အားနေတာတင်မကတော့ပါဘူးဂိုးတွေလည်းပြန်ပေးရတယ်ဗျ PSV ကိုဆို4ဂိုးနော်ဒီယန်ကို3ဂိုးမန်စီးတီးကို3ဂိုးလီဗာပူးရဲ့နောက်ဆုံးပေးခဲ့ရတဲ့ပေးဂိုးအရေအတွက်က သုံးပွဲမှာ10ကူးရှိတယ်သူတို့တွင်းကတကူးပဲရှိတယ်တိုက်စစ်ခံစစ်စွမ်းဆောင်ရင်အတော်လေးကိုစိတ်ပြက်စရာကောင်းတဲ့ record လို့ပြောနိုင်ပါတယ် okay အဲ့တော့ကျွန်တော်နောက်တစ်ပိုင်း whatsapp ရဲ့အခုနောက်ဆုံးကစားခဲ့တဲ့အိမ်ကွင်း6ပွဲစရလက်ညိုနိုဆန်တို့မရှိတဲ့အချိန်တုန်းကတော့အိမ်ကွင်းမှာတောက်လျှောက်ရှုံးနေပေါ့နော်အဲ့ဒါကြီးကိုအားနေချက်တစ်ခုအနေနဲ့တော့မပြောလို့ဒါမဲ့ညိုနိုဆန်တို့ရှိတဲ့အချိန်မှာအခုနောက်ဆုံးအိမ်ကွင်း2ပွဲစတိုက်နိုင်ထားတယ်နျူကက်ဆယ်ကို3-1နဲ့ ဘန်လီကို3-2ဖြစ်ပါတယ်လီဗာပူးရဲ့ဝေးခွင်း6ပွဲစရလဒ်ကိုကြည့်မယ်ဆိုရင်တော့တပွဲပဲနိုင်ထားတယ်နိုင်တဲ့ပွဲက Frankfurt ကို5-1နဲ့နိုင်ထားတာပါရှုံးတဲ့ပွဲတွေကတော့ Man City ကို3-0တို့ Brentford ကို3-2 Chelsea ကို2-1 Galatasaray ကို1-0နဲ့ Palace ကို2-1ဖြစ်ပါတယ်။အသင်းကောင်းအသင်းကြီးအသင်းငယ်အသင်းလက်အားလုံးကိုရှုံးနေတာတဲ့သဘောမျိုးပါ။အဲ့တော့ကြောင့် Liverpool ရဲ့အဝေးကွင်း current form ကတော့တော်တော်အခြေအနေဆိုးတယ်လို့ပြောရမှာပါခင်ဗျ။ ကျွန်တော်ညကိုရေဘလုံးမွဲရေကစားခြင်းနဲ့ဆိုရင်တော့စူပါစီနီယာဘေးဘောစီမှာအိုင်ဘတ်ခွန်ရှူငါးသလုံးမစ်တဲ့မောင်းငါးချောက်တို့ကိုမမတဲ့ပူစီခြင်းများစွာနဲ့ယုံကြည်စွာကစားလို့ရပါတယ်။အသေးသေးသိခြင်းနဲ့ဆိုရင်တော့ဘဘနံပါတ်39 89 69 46 440တမဆက်သွယ်ဆုံးသက်မိမြန်လို့ရပါတယ်ခင်ဗျာ။ကျွန်တော်ဒီကိန်းကနေအချက်လက်တွေကိုပြန်ပြီးတော့အနှစ်ချုပ်ကြည့်မယ်ဆိုရင် WhatsApp အတော့အနေငယ်ပိုတာကြီးရနေတဲ့သဘောမျိုးပါ။နောက်ဆုံးမှကျွန်တော်တို့အာရှရဲ့အကြောပြမှုတွေကိုချင်းကဲ့ရင်နဲ့အကြိုက်အသင်းတွေကိုရွေးချယ်လိုက်ရအောင်။အာရှမှာတော့ဒီဘက်မှာလီဗာပူးတင်းဒီတလုံး တဝက်ပျော်ရွှင်ခွင့်ပေးထားပါတယ်။အာရှကလည်းနည်းနည်းတော့ငညော်ပြရတလား။တကယ်တော့အလောက်ထိအခြေအနေဆိုးနေတာလီဗာပူးရဲ့အကျော်ပေးမှုကဘယ်တော့မှဖြစ်တင်တော့ဘူးပေါ့နော်။တလုံးတဝက်ပျော်ရွှင်ခွင့်ပေးထားတော့လီဗာပူးဂိုးပြတ်မနိုင်ဘူးဆိုရင်ကပ်ပဲနိုင်သွားမယ်ဆိုရင်ဝက်ဆန်အသင်းကအားပေးလို့ကောင်းတဲ့ပုံစံမျိုးကြီးဖြစ်နေတယ်။ဝက်ဆန်လုံးဝဗျာပြည့်ကြီးမရှုံး။လီဗာပူး1-2-1နဲ့ကတ်နိုင်တော့မှတဝက်လောက်ပဲရှုံးမယ်။တရေမျော်လင့်ပြီးတော့ဝက်ဆန်ဒီအပြည့်ဝပျော်ရွှင်ခွင့်အောင်ရနိုင်တဲ့ပုံစံအခင်းချင်းမျိုးဖြစ်နေတယ်။ တိုတယ်ကွန်းနဲ့တစ်ချက်ပြန်ချိန်ကြည့်ပါမယ် 3D ပါ 3D ဖြစ်တဲ့အတွက်ကြောင့်နှစ်သင်းပေါင်းအတွင်းကတော့2-1လောက်တော့ဖြစ်သွားနိုင်တယ်ပေါ့နော်တဲ့တဲ့ရ2-1နဲ့9နဲ့ပုံစံမျိုးပေါ့ဒါမှမဟုတ်လေတူးတူးလိုတည်ကြတဲ့ပုံစံမျိုးလည်းဖြစ်နိုင်ပါတယ်ဆော့ကျွန်တော်က handicap ပြရနှစ်သင်းလုံးကိုမရွေးချယ်ပေးရတာတော့အမှန်ပဲအခုချိန်မှာ whatsapp ကိုရွေးရင်တော့ပို့ပြီးလုံကြုံစိတ်ချရတယ် liverpool ကနောက်ဆုံးနိုင်သွားရင်တောင်မှတကူးတဲ့နဲ့ကတ်နိုင်မှာပါ whatsapp အသင်းကိုကိုပြတ်နိုင်ဖို့မသေးကြပါဘူးငါတို့က ရှုံးလဲတဝက်လောက်ပဲရှုံးမှာနိုင်ရင်တော့အပြည့်အဝပျော်ရွှင်ခွင့်ရမယ်ဆိုတဲ့စိတ်ကူးမျိုးနဲ့ဝဆန်းတင်းကိုအပင့်ပေးလို့ရတယ်တို့တော့ကျွန်တော်ရှေ့မှာပြောခဲ့တဲ့ကီးချက်လက်တွေကိုဘရိုလည်းတေချာစဉ်းစားကြည့်ပါဘယ်ချိန်ထပ်ပေါက်ကွယ်လို့ပေါက်ကွယ်မှမသိတဲ့ဘုံသီးတစ်လုံးလို့ဖြစ်နေရလေလီဗာပူးကအသင်းကြီးလေဗျာသူတို့မှကစားသမားကောင်းတွေရှိတယ်တပွဲလောက်ဆောင်ရည်ကောင်းသွားတဲ့ခါကျရင်လေဝဆန်းကိုတူးစီးလို့ဘောင်းနဲ့နိုင်သွားဖို့ဆိုတာဖြစ်နိုင်ချေအများကြီးပဲလေအဲ့တော့ handicap ကိုကျွန်တော်ကြောက်တယ် အနေနဲ့ skip ချင်တယ်ဒီဘက်ကမှကျွန်တော် total goal ကိုပဲရွေးပေးချင်တယ် total goal ကဝက်ဆန်ကလည်း goal တွေပြန်ပေးရလိမ့်ရှိတယ် liverpool ကလည်းသူ့ goal တွေမသွင်းနိုင်လို့အနည်းတော့ဖြစ်နိုင်ပေမဲ့နှစ်သင်းပေါင်းသွင်းကို 3D ရတော့ဖြစ်နိုင်ကြီးအများဆုံး result လို့ထင်တယ်အဲ့တော့ 3D ရဲ့အထက်နဲ့အောက်ကိုပဲကျွန်တော်တို့ရွေးရမယ်ကျွန်တော်ကတော့ထုံးတဲ့နိုင်မယ် goal over ကိုကြိုက်တဲ့အတွက်ကြောင့် goal over ကိုပဲရွေးချယ်ပေးပါရခင်ဗျာ